မင်္ဂလာပါရှင်ပြည်သူ့စုမြန်မာနိုင်ငံတော်အတွင်းမိတင်းနေထိုင်ကြတဲ့ပြည်သူအပေါင်းကိုစိတ်နှဖျားစမ်းမချမ်းသာပါစေကြောင်းဆုမွန်ကောင်းတောက်အပ်ပါတယ်ကျမကတော့ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီရဲ့ဒုတိယကရနောင်းလာဖြစ်ပြီးပါတီရဲ့မူဝါဒသဘောထားများကိုမိဘပြည်သူအများသိရှိနိုင်ဖို့ရှင်းလင်းပြမြသွားမှာဖြစ်ပါတယ်စိတ်ကလေးစားအပ်ပါသောပြည်သူများရှင်ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီကို2019ခုနှစ်ဒီဇင်ဘာလ17ရက်နေ့မှာ ပထမအကြိမ်2023ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာဒုတိယအကြိမ်ပြည်ထောင်စုရုပ်ကောက်ကော်မရှင်ထံမပုံတင်၍ပါတီတည်ထောင်ခဲ့ပါတယ်။ပါတီကိုဥဆောင်တည်ထောင်သူများဟာ1990ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်အနံ့ရရှိခဲ့ကြတဲ့လွတ်တော်ကိုယ်စားလှယ်များဖြစ်ကြပါတယ်။ပြည်ထောင်စုဘဝတိုင်းရင်းသားအလုံး လွတ်လပ်စွာ ရေးသားခွင့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လွတ်လပ်စွာစည်းရုံးဟောပြောခွင့်စတဲ့လူမှုခွင့်ရေးများနဲ့ကမ္ဘာ့ကလန်သမဂ္ဂဗြိဉ္စာရန်ပါလူအခွင့်ရေးစံနှုန်းများကိုဒန်းတူရီတူရရှိခံစားနိုင်စေရေးအကျိုးပန်းဆောင်ရွက်သွားပါမယ်ပြည်သူတရလုံးဥပဒေကခွင့်ပြုထားတဲ့ခံစားခွင့်များကိုအပြည့်အဝရရှိခံစားနိုင်ဖို့ဥပဒေရဲ့အကာအကွယ်ကို အပြည့်အဝရရှိခံစားနိုင်စေဖို့နဲ့ တရားဥပဒေစိုးမိုးတဲ့လူမှုဝန်ကျင်များဖြစ်ပေါ်လာရေးကြိုးစားဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ဥတည်ချက်ရွေချက်များကိုအကောင့်ထဲဖို့ဆောင်ရွက်ရမှာမူဝါဒချင်းရွေချက်ချင်းတူညီတဲ့နိုင်ငံရေးပါတီများအဖွဲ့အစည်းများနဲ့လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြည်내ခြေစိုက်နိုင်ငံရေးပါတီများအဖွဲ့အစည်းများနဲ့ဆွေးနွေးညှိနှိုင်းပြီးပြည်내ဆိုင်ရာကိစ္စရပ်များကိုလက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။မွာရာချင်းတူညီတဲ့ပြည်내ခြေဆိုင်တိုင်းရင်းသားနိုင်ငံရေးပါတီများနဲ့မဟာမိတ်ဖွဲ့ပြီးဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ချစ်ခင်နေစားအပတ်သောပြည်သူများရှင်တိုင်းရင်းသားချင်းချင်းကုညီရိုင်းမင်းမှုလေးစားတိမပြုမှုယုံကြည်မှုနဲ့ပိုင်းနိုင်ဖူးပိပိုင်ခွင့်ရှိတဲ့စုံလင်ကွဲပြားမှုရဲ့ညီညွတ်သောစုပေါင်းရာနဲ့ တိုင်းပြည်ကိုတိုးတက်စေရပါမယ်။စံနှင့်ကွဲပြားမှုကိုပြည်ထောင်စုရဲ့စံတန်ဖို့အဖြစ်ဆွဲကင်ထားရမှာဖြစ်ပါတယ်။ပြည်ထောင်စုကြီးမှာလူအခွင့်အရေးကိုလေးစားလိုက်နိုင်ရမည်စံတန်ဖို့တစ်ခုအဖြစ်သတ်မှတ်ရပါမယ်။အပြည့်ပြည့်ဆိုင်ရာလူအခွင့်အရေးပညာစရန်ပါ လူအခွင့်အရေးများကိုထောက်ခံအပ်ရမည်ဖြင့်လေးစားလိုက်နိုင်မှုလည်းရှိရပါမယ်။လူအခွင့်အရေးချိုးဖောက်မှုတွေမှာကြံရပါမဖြစ်စေဖို့နဲ့ ချိုးဖောက်မှုတွေကိုဆန့်ကျင်တားဆီးကကိုရပါမယ်။စီမံကိန်းကြီးများကြောင့်ဖြစ်စေတဘောအပင်းအန္တရာယ်ကြောင့်ဖြစ်စေလူတို့ဖန်တီးတဲ့လူရများကြောင့်ဖြစ်စေလက်နေကင်တက်ပွဲများကြောင့်ဖြစ်စေနေရဆုံးခွာပြောင်းရွှေ့ရသူများနှင့်ဒုက္ခသည်များအပေါ်ကျူးလွန်တဲ့လူအခွင့်အရေးချိုးဖောက်မှုများကိုကာကွယ်တားဆီးပေးရပါမယ်။သူတို့အတွက်အခြေခံလူမှုဘဝလိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းပေးရပါမယ်။ ပြည်ထောင်စုရဲ့အခြေခံအင်အားဟာအလုတ်သမားတောင်းတသမားများဖြစ်တဲ့အတွေ့အလုတ်သမားတောင်းတသမားများနဲ့၎င်းတို့မိသားစုများဘဝအဖွံ့အဖြိုးတိုးတက်ရေးငြိမ်းချမ်းစွာအသက်ရှင်ရပ်တည်နိုင်ရေးအနာဂတ်ဘဝလုံခြုံရေးလူအခွင့်ရေးရရှိရေးတရားမြတ်တတ်ရေးဒန်းတူညီမျှရေးတာတူညီမျှရေးတွေအပြင် လူကုန်တိုက်ခိုက်တဲ့အညီဆက်ဆံခံရရေးကျူးပန်းဆောင်ရွက်ပေးပါမယ်။ လောအကိုအခြေခံတော်လဲလူမှုဘဝဖွံ့ဖြိုးတည်းရေးအတွက်နိုင်ငံတွင် ပြဋ္ဌာန်းဥပဒေနှင့်သမက နိုင်ငံတကာစံနှုန်းများနှင့်အညီအမှန်ကန်ကျပေးနိုင်သည့်အစိုးရပေါ်ပေါက်ရေးတွန်းအားပေးဆောင်ရွက်သွားပါမည်အလုသမားနှင့်တောင်သမားတို့ရဲ့နေ့စဉ်လူမှုဘဝလုံခြုံမှု လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှုအလုသမားများရဲ့အုပ်စုလိုက်ခံစားခွင့်တူးချင်းခံစားခွင့်ဆိုင်ရာ ထိခိုက်နေနာမှု အတွဲဥပဒေအရအကာအကွယ်ရယူပိုင်권လူမှုဝန်ကျင်နှင့်တဘာပောင်းဝန်ကျင်ကောင်းမှုမူလွတ်လပ်ပျော်ရွှင်မှုများစနစ်တကျခံစား권ရရှိနိုင်ရေးစရာတွေကိုသက်ဆိုင်ရာအစိုးရကဖန်တီးပေးနိုင်ဖို့မူဝါဒချမှတ်ဆောင်ရွက်သွားပါမယ်အလုသမားနှင့်တောင်းတသမားအစည်းအဝေးများကိုလွတ်လပ်စွာဖွဲ့စည်းထူထောင်권အလုရှင်နှင့်အလုသမားများအကြားလောက်ခလဆာကိုစစ်စစ်ညီနိုင်권ရှိရပါမယ် အတေးဓမ္မခိုင်းစေခြင်းကလေးများကို အလုတ်ခိုင်းစေခြင်းတွေဥပဒေအရတားမြစ်ထားရပါမယ်။လုပ်ငန်းနဲ့တက်မွန်းကြောင်းအပေါ်အခြေခံတဲ့ခွဲခြားဆက်ဆံခြင်းကိုရှောင်ကြဉ်ရပါမယ်။လက်စွာထောက်ပြောဆိုခွင့်ဆိုတာလူသားတဦးရဲ့အခြေခံအကြဆုံးရပိုင်ခွင့်ရှိတဲ့အခွင့်အရေးဖြစ်ပါတယ်။လူတိုင်းဟာလူလစွာထောက်ပြောဆိုခွင့်ရှိရပါမယ်။မိမိယုံကြည်ချက်ကိုလူလစွာကန့်ဆွဲပိုင်ခွင့်တရင်ချဲလက်ကို တွေးမြင်ယူဆများနဲ့ လက်ခံပိုင်ခွင့်ဖန်တီးဖြန့်ဝေပိုင်ခွင့်ရှိရပါမယ်ဆက်လက်ပြီးတော့ကရင်တိုင်းသားလူမျိုးလွတ်တော်ကိုယ်စားလှယ်လောင်းတော်စုစုလိုက်မှဆက်တင်ပြသွားမှာဖြစ်ပါတယ် ချစ်ခင်လေးစားအပ်ပါတော့ပြည်သူများရှင်ကျမကတော့ကရင်တိုင်းသားလူမျိုးလွတ်တော်ကိုစလေလောင်နော်ဆုစုလိုင်းဖြစ်ပါတယ်ပညာရေးဟာပြည်တော်စုရဲ့အရေးကြီးဆုံးရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်ဆိုတဲ့ခံယူချက်နဲ့ခင့်မိပြီးလက်တွေအသုံးချနိုင်တဲ့ပညာရေးစနစ်ကို ဖော်ဆောင်ရပါမယ်လူအခွင့်အရေးကို အခြေခံတဲ့ပညာရေးစနစ် တိဆောက်ရပါမယ်။ဘဟုဘာသာစကားနဲ့သင်ကြားတဲ့စနစ်နဲ့မိခင်ဘာသာစကားအခြေပြုပညာရေးစနစ်တို့ကိုဥတည်တဲ့ပညာသင်ကြားမှုစနစ်ဖြစ်လာရေးကြိုးပမ်းဆောင်ရွက်သွားပါမယ်။ တက်ဆိုင်ရာဒေတာအလိုက်တိုင်းရင်းသားဘာသာစာပေနဲ့စကားများကိုသင်ကြားခွင့်ရရှိစေရေးဆောင်ရွက်မဲ့အပြင် လိုအပ်တဲ့ကူညီထောက်ပံ့မှုများရရှိရေးကြိုးပမ်းသွားပါမယ်။တိုင်းရင်းသားလူမျိုးများရဲ့အမျိုးသားပညာရေးကျောင်းများတရားဝင်ရက်တီခွင်ရှိရေးဆောင်ရွက်သွားပါမယ်။ဘာသာစကားများနဲ့ယဉ်ကျေးမှုများကို လေးစားခြင်းက ငိမ့်ချမ်းရေးနဲ့အပြန်အလှန်ဆွေးနွေးခြင်းကိုတိဆောက်ထိမ့်သိမ့်တဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။တိုင်းရင်းသားလူမျိုးတို့ရဲ့ဘာသာစကားနဲ့ရိုးရာယဉ်ကျေးမှုဒလေထုံးနှံများကိုသင်ယူပိုင်ခွင့်ယဉ်ကျေးမှုဆိုင်ရာဝန်ဆောင်မှုများကိုရယူပိုင်ခွင့်မိမိတို့ရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုဆိုင်ရာများကိုဆက်သွယ်ရေး တရင်မီဒီယာတွေမှာကြိုးចောင်းစီလျော်စွာထုတ်ဖော်ပြသပိုင်ခွင့်အစိုးရအဖွဲ့အစည်းများလူမှုစည်းဝါးဆိုင်ရာဆက်သွယ်လှုပ်ရှားမှုများမှာမိမိတို့ရဲ့ဘာသာစကားကို အာယုံစိုက်စီရည်ရယူဆောင်ရွက်ပိုင်ခွင့်စတဲ့လူမျိုးစုများရဲ့စုပေါင်းအခွင့်အရေးများကိုလည်းအာမခံနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားပါမယ်။ ချစ်ခင်လေးစားအပ်ပါသောပြည်သူများရှင်အချုပ်အခြာရဲ့မူလရင်းမြစ်ဟာပြည်သူတို့သာဖြစ်ကြောင်းနိုင်ငံ့အာဏာဟာပြည်သူလက်ထဲမှာရှိကြောင်းတတ်သေးထူနိုင်ဖို့အစွမ်းကုန်စူးစမ်းသွားပါမည်ဖြစ်ကြောင်းတင်ပြအပ်ပါရဲ့ရှင်